ဟိုမင်္ဂလာပါကျွန်တော်မေ boys ပါဒီနေ့ကျွန်တော်တို့တွေ့ရတဲ့အကြောင်းရင်းကတော့ဒီနေ့ဖြစ်တည်နေတဲ့ကမ္ဘာမှာလက်ရှိတိုးတက်နေတဲ့နည်းပညာ AI system တွေနဲ့အသုံးပြုထားတဲ့ neuro hacking software ရဲ့အကြောင်းနဲ့မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့စစ်ဘက်ဆိုင်ရာကမ္ဘာမှာလက်ရှိဖြစ်တည်နေတဲ့စစ်ဘက်ဆိုင်ရာတွေကြားထဲမှာဘယ်လိုမျိုးတက်ရောက်မှုရှိရှိလာလဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ရဲ့ podcast လေးကိုနားထောင်ရင်းနဲ့ like and subscribe လေးလုပ်ပေးထားကြဖို့လည်းမမေ့ပါနဲ့။ မြေတာပြေကူညီအားပေးဖို့လည်းကြောက်စိုးပါရခင်ဗျာအခုလက်ရှိဖြစ်ပွားနေတဲ့ကမ္ဘာလုံးဆိုင်ရာစစ်ပွဲတွေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာပြဿနာတွေကြားရမှာလူကြီးပညာမြင့်ထောက်လင်းရေးဆက်ဒါမှမဟုတ်ရင် spy wave ev wave ဒါတွေအကုန်လုံးကတော့ဒါစစ်တပ်တို့တုံတဲ့ wave line တွေကိုလူတွေရဲ့အုံနောက်တွေမှာတန်လိုက်စက်ကွင်းအနေနဲ့ တာယောင်မှုရှိနေတယ်ဆိုတာအကုန်လုံးသိတယ်ဒါဘယ်လိုဖြစ်လို့ကျွန်တော်ထုတ်ထုတ်ပြီးတော့ပြောပြနေရတယ်ဆိုတော့ဒီဟာတွေဒီကမ္ဘာစစ်တွေကိုဒီလိုပုံစံနဲ့ဖန်တီးထားတယ်ဆိုတာလူသားတွေပေါ်မှာသူတို့ဒီနီးပညာတခုခုတက်ရောက်ထားတယ်ဆိုတာအခုလက်ရှိအခုလက်ရှိဖြစ်နေတဲ့အရာမဟုတ်ပါဘူးဒါတည်းကဒုတိယကမ္ဘာစစ်စေအေးကာလမှာ နာဇီစစ်တမ်နဲ့ဒီလူတွေပုံမှာဆန်းသက်ထားတဲ့ຢာတွေအကုန်လုံးကိုလက်စစ်ကဲလာပြီးတော့မှဒီအခုလက်ရှိဖြစ်တည်နေတဲ့ကဘာကြီးထိအခုဒီနေ့ခေတ်ထိတောင်မှလူတွေပုံမှာကောင်းကောင်းကြီးဒီနီးစနစ်တွေနဲ့ဆန်းသက်တရားပေါက်ခံနေရတယ်ဆိုတော့ကျွန်တော်တို့ကဘာကြီးတစ်ခုလုံးမိမောင်းထိုးပြနေရတော့လွယ်လွယ်လေးပါပဲเนาะဘာဖြစ်လို့လဲဆိုတော့အရာရာတိုင်းမှာကောင်းခြင်းဆိုးခြင်းရှိတယ်လို့နေရာတိုင်းမှာလည်းအဲကောင်းသောသူနဲ့ဆိုးသောသူအမြင်တွေကအကုန်လုံးရှိပါတယ်ဒီနီးပညာတွေကြားထဲမှာအခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဘက်ဆိုင်ရာဘယ်လိုပတ်သက်နေလဲဆိုတော့သူတို့ဒီ neuro hacking လို့ခေါ်တဲ့အရာကိုတုံးတယ်။ဘာလို့လဲဆိုတော့လူရဲ့အာရုံခံစနစ်တွေကိုဝင်ရောက်ထိ ंछ ုပ်ပြီးတော့မှသိပ်ပံအဲဘိုင်းဆိုင်ရာတွေကိုဒီစိတ်ပိုင်းဆိုင်ရာတွေအကုန်လုံးကိုဒီသိပ်ပံနီလန်းတဲ့တေချာပေါ့စည်ရည်နီလန်းတွေကိုကလူတွေရဲ့ခေါင်းထဲတေချာပေါ့ရိုက်ထည့်ပေးထားတယ်။ဘာလို့လဲဆိုတော့ဒီဟာဒီစစ်တပ်တပ်ရဲ့လှုပ်ဆောင်မှုတကူဖြစ်တယ်လို့ဒီစစ်တပ်တွေအကုန်လုံးကလည်းဒီလိုလှုပ်ဆောင်မှုတွေကိုတေချာပေါ့ ထောက်လှမ်းပြီးတော့စစ်ဆေးနေတယ်ဆိုတာတွေရတယ်ကျွန်တော်တို့ကုလသမဂ္ဂဖွဲ့စည်းတွေရတယ်ဒီဟာတွေကျွန်တော်တို့ကောင်းကောင်းကြည့်တာရတယ်ဆိုတာကျွန်တော်တို့တွေကလူသားတွေအနေနဲ့ကဘာစစ်ကိုဖြစ်လာရင်နိုင်ငံတိုင်းကလူသားတွေပေါ်မှာစစ်စည်ရင်းဤပညာတခုကိုတရားပေါ်တက်ရောက်နေရမယ်ဆိုတဲ့ပုံစံကိုဒီဤပညာနဲ့တရားပေါ်လူတွေကိုစမ်းသပ်ထားတာပါလူတွေဟာအာယုခံစနစ်တွေကိုကိုယ်တွေမတွေးထားဘဲနဲ့အကြောင်းအရာတခုခုဝင်လာမယ်ဆိုရင်နော်ငါသည် ဒီလိုအတွေးမရှိဘဲနဲ့ဘာလို့ဒီကိစ္စဝင်လာလဲဆိုတော့ကိုကိုကိုတတိထားစေချင်တာပါဘာလို့လဲဆိုတော့ဒါဒီပရိပခောက်အင်မတန်မှဆိုးရွားစွာဖြစ်စေနိုင်တဲ့ຢာတစ်ခုဖြစ်နေလို့ပါဘာလို့လဲဆိုတော့ဒီဒီ system တွေအကုန်လုံးထဲမှာကျွန်တော်တို့တွေကသူတို့ရဲ့ခွင့်ပြုချက်တွေခွင့်မပြုချက်တွေကိုဆိုးရွားတွေကနေပြီးတော့တရားဝင်ထုတ်ပြန်ထားခြင်းဘယ်ရာမှမရှိပါဘူးဒီအရာတွေအကုန်လုံးကိုကျွန်တော်တို့တွေအနေနဲ့ဒီလိုသာကောင်းကောင်းမွန်မွန်လေ့လာမသိရှိထားဘူးဆိုရင်ကျွန်တော်တို့ရဲ့ရှေ့လျှောက်ရမယ့်အနာဂတ်တစ်ခုမှာ တေချာပေါ့နီးပညာတခုကထိန်းချုပ်နေရဲဆိုတာဆက်ရုပ်တွေလိုပဲရှင်းတန်နေရမှာဘာဖြစ်လို့လဲဆိုတော့ဒီနီးပညာကိုကန်တာတဲ့လူတွေရဲ့ကျွန်တော်လက်ထက်ကနေပြီးတော့ကျွန်တော်တို့ကပုံသေးကားချက်တခုနေနဲ့တွားနေရမှာပါကျွန်တော်တို့ကလူသားတွေပါ robot တွေမဟုတ်ပါဘူးဒါကြောင့်မလို့ဒီစစ်ဘက်ဆိုင်ရာတွေမှာကပ္ပကြီးရဆိုင်ရာတွေမှာဘယ်လိုပုံစံနဲ့ပတ်သက်လာလဲဆိုတော့လူတွေရဲ့ခေါင်းထဲကိုဒီ AI လို့ခေါ်တဲ့တည်ညံထူးတခုရိုက်ချက်ပေးတာပါဒီမတမာမှုတခုပေါ့နော်အဲ့လိုကျွန်တော်တို့ဆိုရအောင် ဥပမာကျွန်တော်ဘယ်နိုင်ငံဆိုပြီးတော့ကျွန်တော်တို့မတတ်မှတ်ဘူးဥပမာကျွန်တော်ပြောပြမယ်သမရတယောက်ရဲ့အုံနောက်ကိုဒီနည်းပညာနဲ့ကျွန်တော်တို့ဟက်တယ်ဟုတ်ပြီနော်ဒီနည်းပညာနဲ့ဟက်ပြီးတော့ဒီသမရရဲ့လောက်ရတဲ့အကုန်လုံးကိုပြောင်းပြန်လုပ်ပလိုက်လို့ရပါတယ်ဘာလို့လဲဆိုတော့ဒီသမရရဲ့ Twitter စဉ်းစားနေတဲ့အရာတွေအကုန်လုံးဖြည့်ဆည်းပြီးတော့ဒီသမရရဲ့လောက်ရကိုပြောင်းပြန်လုပ်ပြီးတော့မှဒီသမရဒါတွင်းနေရင်သူ့ရဲ့လောက်ရတိတာအဲ့လိုပုံစံနဲ့ဒီ system လုံးဝကိုတက်ရောက်နေရပါတယ် very dangerous ဒါ imminent ဆိုတာ dangerous တခုဆိုတာ imminent and the year များတဲ့အရာတခုပါလူသားတွေပေါ်မှာအဲ့ဒါဟာဒီနိုင်ငံကြီးတွေအကုန်လုံးဘာမှမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံငယ်လေးတွေမှာလည်းဒီနည်းပညာကိုထေချာဖို့လုံးဝကင်တော့လို့ရပြီဆိုတာအကုန်လုံးသိပါတယ်အဓိကတရုတ်ပါအမေရိကန်နဲ့တရုတ်တီလုံးဝမကြည်ဖြူတဲ့အခြေအနေတခုမှာတော့ရှက်တည်နေတယ်ဆိုတာကိုလူတိုင်းသိပါပါဘာလို့လဲဆိုတော့သူတို့ရဲ့စီးပွားရေးပြဿနာမှုတခုဟာ ူတို့ရဲ့ငွေကြေးတိုင်းတာတစ်ခုနေနဲ့သူတို့တွေစီးပွားရေးစစ်ကိုဒီကြဘောခင်းကျင်းထားတဲ့အချိန်တစ်ခုဖြစ်နေတာပါဒါကြောင့်မို့တစ်ဖက်နဲ့ဒေါ်သကိုတစ်ဖက်ကနေပြီးတော့ဒီလိုပုံစံနဲ့စွတ်ထားတယ်ဆိုတော့လူတိုင်းနဲ့တိမှာပဲဒါပေမဲ့ဒီ system နေနဲ့သူတို့ရဲ့ဒေါ်သတွေအကုန်လုံးထိန်းထားတာအဲ့ဒါကိုကျွန်တော်တို့ဒါမတမာတဲ့သူတစ်ဖက်မတမာတဲ့ hacker တွေအဲ့ဒီဟာတွေက anonymous ကိုမဆိုလိုပါဘူးမတမာတဲ့ hacker တွေအနေနဲ့ဟာဒီလိုပုံစံနဲ့ဝင်ပြီးတော့ဒီတမတာတွေရဲ့အုံနောက်တွေအကုန်လုံးကိုတွားပြီးတော့မှ ထိန်းချုပ်ထားတဲ့ຢာတွေအကုန်လုံးအဲ့လိုမျိုးဖြစ်နေပြီဆိုရင်ကျွန်တော်တို့ဟာဒီတမဒတွေရဲ့ဆုံးဖြတ်တိုက်ပိုင်မှုအကုန်လုံးကိုကောင်းတဲ့လမ်းစဉ်ကိုအကုန်လုံးလက်မခံတော့မနဲ့တေချာပေါက်အစိုးရလမ်းစဉ်တခုကိုလက်ခံခိုင်းတာပါဥပမာမင်းတနက်ပေးပါတယ်မင်းပြစ်ဖို့အတွက်မင်းဒီစစ်ထက်တော့ဝင်လာတယ်လူတက်ဖို့တော့ဝါသနာမပါဘူးမင်းဒီနိုင်ငံကာကွယ်ဖို့အတွက်ရည်ရွယ်ချက်တော့ရှိတယ်ဟုတ်ပြီမင်းကိုလူတက်ခိုင်းဖို့မဟုတ်မင်းတနက်ပေးရတယ်မင်းရဲ့စိတ်ဒီအော်တိုမက်တစ်ပြောင်းသွားတာပါမင်းလက်ထက်မှာ တနက်ရှိတာ ਨੇ တေချာဘောမင်းလူတက်ဖို့အတွက်မင်းရဲ့စိတ်ထဲမှာရိုက်ထက်ခံထားရပြီတော့ဟုတ်ပြီမင်းလက်ထက်မှာရောက်နေပါ gam ဟုတ်ပြီအဲ့ဒါဆိုရင်မင်းဒီတနက်နဲ့ဘာလို့မှမင်းတေချာဘောလူတက်ရတော့မှာဒါဒီတနက်ရလို့လူတက်ရမယ်ဆိုတဲ့ system တစ်ခုကိုဒီနီးပညာထဲမှာရိုက်ထက်ထားတာပါဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီနီးပညာရဲ့ main boss ကဘယ်မှာလဲကျွန်တော်တေချာစဉ်းစားကြည့်ပါတေချာဘောဘယ်နိုင်ငံမှာရှိနေမလဲကုလသမဂ္ဂဖွဲ့စည်းပြီးပါ အနေနဲ့ကျွန်တော်တို့ဒီပုံမှာဒီလိုမျိုးတရားဝင်ဖွင့်ပြချခြင်းမရှိပါဘူး။ဒါပေမဲ့မြန်မာနိုင်ငံတည်ဘယ်လိုပုံစံနဲ့ရပ်တည်နေလဲဆိုတာကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေတော်တော်များများလည်းမသိပါဘူး။ကျွန်တော်တို့ဒီ NLD ပါတီဝင်တွေရဲ့အစိုးရအုပ်ချုပ်စဉ်ကာလတွေအကုန်လုံးကကျွန်တော်တို့တွေတည်ရှိခဲ့တာဒီမြန်မာနိုင်ငံဒီဒီမိုကရေစီလမ်းစဉ်ရဲ့အဆောက်အဦတွားနေပါတယ်။ဒီမိုကရေစီနိုင်ငံမဟုတ်ပါဘူး။ဒီဒီမိုကရေစီလမ်းစဉ်ကိုတွားနေတဲ့အချိန်မှာအခုလိုမျိုးထပ်ပြီးတော့မှဖြည့်ဆည်းခဲ့ရတယ်ဆိုတဲ့လမ်းစဉ်တစ်ခုကိုကျွန်တော်တို့ကောင်းကောင်းကြည့်တာတေချာပေါ့ကျွန်တော်တို့ဒီ မွေးဖွားလာပြီးတော့မှကဲကျွန်တော်တို့ရဲ့အသက်ရတိုင်းတာတစ်ခုထိပေါ့နော်ကျွန်တော်တို့ဥပမာ20ကနေ30 30ကနေ40 40တိုင်းတာတစ်ခုထိပါကျွန်တော်တို့နိုင်ငံရဲ့လမ်းစဉ်ရဲ့ရက်တိပုံကျွန်တော်တို့မသိပါဘူးကဲကျွန်တော်တို့မြန်မာနိုင်ငံဘယ်လိုပုံစံနဲ့ရက်တိထားရလဲဒါကြောင့်မလို့ဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးလမ်းစဉ်တစ်ခုလုံးကပျက်စီးတဲ့ဘက်ကိုသွားတာပါဘာဖြစ်လို့လဲဆိုတော့ကောင်းကျင်းကို တေချာပေါ်သူတို့တွေကပြိပင်တားဆီးထားလို့ပါ system တွေအကုန်လုံးနဲ့ဒီ program တွေအကုန်လုံးဒီကဘာမှာဒီလိုတိုးတက်လာခြင်းဒီကောင်းခြင်းတွေအများကြီးရှိတယ်လို့ဆိုခြင်းတွေအများကြီးရှိပါတယ်ဒါတွေကိုတေချာပေါ်စေယုံတွေမှာတေချာပေါ်တုံးပြီးတော့မှာဖြစ်ပေးနေတဲ့စေယုံတွေလည်းရှိပါတယ်ဒီလို system နဲ့ hack ခံရတဲ့လူတယောက်ဒီကိုယ့်အကူရက်တီနေုံလို့မရပါဘူးဘာလို့လဲဆိုတော့ तू က control တစ်ခုအောက်မှာရက်တီနေရတဲ့လူပါ तू ဘာလုပ်ရမလဲဆိုတော့သူ့ကိုယ် तू တိပေမဲ့ तू ထားလုပ်လိုက်တဲ့အရာဒီ तू လုံးနေ तू လုံးချင်တဲ့အရာမဟုတ်ပဲနဲ့သူ့ကို control တစ်ခုကနေထိန်းချုပ်တာတဲ့အရာ တခုသူလှုပ်လိုက်ရတာပါအဲ့ဒါကိုကိုကိုတိုင်တေချာပေါက်တည့်ရလားဆိုတာဟိုတော့ကျွန်တော်တို့ကအဲ့ဒီအရာတွေကိုတေချာပေါက်လက်ရှိဖြစ်တည်နေတဲ့အရာတွေမှာကိုကိုသူများတွေဘလို့ထိန်းချုပ်ထားလဲဆိုတာဘလို့စမ်းသပ်နိုင်လဲဆိုရင်ကိုဒီအရာတခုကိုစက်နှစ်တက်တဲ့အရာတခုဒီဥပမာဒီကိုအချင်းကြိုက်တယ်ပေါ့နော်ကိုအချင်းကြိုက်တဲ့အရာတခုဒီကိုဒီအချင်းတီးကိုမြင်တာနဲ့အချင်းတော့ကိုမြင်တာနဲ့ကိုဒီချင်းတက်တဲ့အရာကိုမြင်တာနဲ့ အော်တိုမက်တစ်တရေကြတတ်တဲ့အရာတွေစတာပါအဲ့ဒါဒီအသေးစိတ်ပါပြမတီဒါဒီလူရှိသူရှိမှတော့မရှောင်နိုင်ဒါဒီလိုပုံစံနဲ့ဖြစ်တည်လာပြီဆိုရင်ကျွန်မတီချောက်ဒီ system နဲ့ထိချုပ်ခံရရတယ်ဆိုတာကျွန်မတီရပါဘလို့လူတွေပြင်မှတ်ထားပြီးတော့ဒီလို system တွေနဲ့ထိချုပ်ထားရလဲဆိုတော့ဒီကျွန်တော်တို့အခုနိုင်ငံရေးလမ်းစဉ်တွေမှာပါဝင်နေတဲ့လူကြီးတွေရှေ့ကဥဆောင်တဲ့လူတွေပြီးရင်နိုင်ငံရေးသမားတွေပြီးရင်တော်လှန်ရေးရဲ့ခေါင်းဆောင်တွေပြီးရင်ကျွန်တော်တို့ဒီနိုင်ငံတနိုင်ငံရဲ့အဓိကကြားတဲ့စီးပွားရေးသမားတွေသူတို့ရဲ့အော်ရော့တွေနဲ့ စစ်တပ်တပ်ရဲ့ဘလူးလူတွေရဲ့အတွေ့အခေါ်တခုကိုသူတို့ကဒီလိုပုံစံနဲ့ထိချုပ်ပြီးတော့ဒီကြားထဲမှာ program လေးတွေချပြီးတော့မှသူတို့ကတေချာပေါ့ဒါဘသူတွေရဲ့ program ဒါဘသူတွေရဲ့ program ဆိုပြီးတော့ဒါစစ်တပ်ကနေပြီးတော့ထောင်လင်းရေးတစ်ဖွဲ့တစ်ဖွဲ့ကနေပြီးထိချုပ်ထားတဲ့ပုံစံပါတေချာပေါ့ UN ကုလသမဂ္ဂဖွဲ့စည်းရနေပြီးတော့ဒါတွေကိုတေချာပေါ့မထုတ်ပြန်တော့မဟုတ်ဘူးဒီဟာတွေဒီအာရှမှာမပြတ်ထွက်သွားတာပါဘာလို့လဲဆိုတော့ဒါတွေကိုအာရှကနေပြီးတော့တေချာပေါ့ရည်ရချက်ရှိရှိနဲ့ပိတ်ထားခြင်းတည်း တခြားဘက်ဒီလိုနိုင်ငံရေးလမ်းစဉ်မှာ အာရှအီတစ်ခုလုံးမှာဘယ်နေရာတွေကစိုးရွားနေလဲဆိုတာကိုကိုတိုင်မျက်စိနဲ့တွေ့နေရတဲ့ဟာအရာတွေအကုန်လုံးကိုဒါဒီစိုးခြင်းလားကောင်းခြင်းလားဆိုတာတော့အကုန်လုံးသိပါပဲကျွန်တော်တော့မဆိုလို့တော့ဘူးဘာဖြစ်လို့လဲဆိုတော့လူသားဆန်စင်ရှိတဲ့လူတွေရဲ့ပုံမှာဒီလို system နဲ့ဒီလိုလုပ်ဖို့ဆိုတာလုံးဝတည်ချရတယ်ဆိုတာတော့ကျွန်တော်တို့လည်းတည်တည်ကြကြကြီးပြောတယ်ဗျာဟုတ်တယ်မလား နိုင်ငံရဲ့နိုင်ငံရေးလမ်းစဉ်ကြီးတစ်ခုလုံးကိုကစားစရာတစ်ခုအနေနဲ့တတ်မှတ်လိုက်လို့ကျွန်တော်တို့နိုင်ငံတွေဒီကမ္ဘာမှာဘယ်လိုပုံစံနဲ့ယက်တီထားလဲဆိုတာကိုကျွန်တော်တို့တိလာကာစားကအခုမှ15နှစ်သက်တာပဲရှိပါသေးတယ်။ဒါကြောင့်မလို့ဒီ15နှစ်အတွင်းမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့တိုးတက်မှုတစ်ခုကိုပိတ်ပင်တားဆီးခြင်းခံလိုက်ရတယ်ဆိုတဲ့ဟာဒီနီးပညာတစ်ခုကြောက်ပါ။ဒီနီးပညာတစ်ခုဒီအရန်အင်မတန်ဆိုးရတဲ့နီးပညာတစ်ခုဖြစ်ပြီးတော့သူများတွေကကောင်းခြင်းကိုတုံးတဲ့အတွက် ျွန်တော်တို့ဒီနိုင်ငံထဲမှာရှိနေတဲ့အရာတွေအကုန်လုံးစိုးရင်းဖြစ်သွားတော့ပြီလို့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေတကူကဒီလိုပုံစံနဲ့ရက်တည်တာပါဘာလို့လဲဆိုတော့ဒါတွေကတခြားဘက်ထိထားရမယ့်အရာတွေမဟုတ်လို့ကျွန်တော်တက်တက်ပြီးတော့ပြောပြရခြင်းဖြစ်တယ်ကျွန်တော်ပြောတဲ့အထဲမှာလိုအပ်တာတွေရှိရဲကျွန်တော်တိခဏလေးပြောဖို့အတွက်မြေတားရက်ခတ်ပါတယ်တကယ်လို့ကျွန်တော်ဟိုအကြံဉာဏ်ပြုခြင်းနဲ့ဆိုရင်လည်းကွန်မန့်အောင်မှာတခုခုကိုဝေဖန်ကဲလို့ရပါတယ်အားလုံးပဲ A channel ပွားများပိုင်ဆိုင်ကြပါစေကျွန်တော်တို့နောက်ပေါ်မှာတွေ့ကြမယ် bye